ကစားမဘွားပထမဆုံးသွင်းကိုးကိုပြိုင်ဘက်တွေကိုနေမာလိုလဲစားပြီးတော့ရိုနယ်ဒိုလိုကန်သွင်းသွားခဲ့တဲ့ MS Manchester Football ဆောင်ကတင်ဆက်နေပါရီအင်္ဂလန် Championship Club Sheffield Wednesday အသင်းမှာအင်္ဂါနဲ့တွားရောက်ကစားနေတဲ့ Manchester United အသင်းရဲ့နောက်ခံလူ Harry MS ကတော့ကစားမဘွားပထမဆုံးသွင်းကိုးကိုသင်ယူသွားခဲ့ပြီလဲဖြစ်ပါရီစောက်တနန်အသင်းက Sheffield Wednesday အသင်းကို3ဂိုးတကွနဲ့နိုင်ယူခဲ့တဲ့ပွဲမှာ MS က Sheffield Wednesday အသင်းအတွက်ခြေပါကိုးကိုပြန်လည်သင်ယူသွားနိုင်ခဲ့တာလဲဖြစ်ပါရီ ဒါက MS တွေ့ programmer ဘဘောကပထမဆုံးသင်ကိုဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ကိုသိယူထားတဲ့ပုံကလည်းတော်လေးမိုက်ပါတယ်။ MS ကခန်းစစ်ကနေတက်လာပြီးတော့စောက်တနံကစားမ2ဦးလောက်ကိုလိန်ခေါက်ကြော်ဖြတ်ပြီးတော့အပပင်းထန်တဲ့ကန်ကြက်တစ်ခုနဲ့တူကန်သွင်းသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ MS က United တင်းကြီးမှာလည်းပွဲတော်ကစားခဲ့ဘူးထားတဲ့တက်တဲ့စလူငယ်ခြေပွင့်နေတဲ့ဖြစ်ပါတယ်။အတင်းဘက်က MS ကိုပထမအသင်းတွေ့ကြုံရစေပြီးတော့ခြေစွမ်းတိုးတက်ဖို့အတွက်အငားချသွားခဲ့တာပါ။ရတမှာဆိုရင်စီနီယာကစားသမားတွေကိုကြော်ဖြတ်ပြီးတော့ MS အနေနဲ့ကစားဖို့မဖြစ်နိုင်ပါဘူး MS ကစားတဲ့ United ရဲ့ဘယ်နောက်ခံလူနေရာမှာလူရှော့ဒေါ်ကူနဲ့ဒါလာတို့လည်းကစားနိုင်တာဖြစ်လို့တတိယကျယ်ပွင့်အနေနဲ့ပွဲတွက်ကစားမယ့်အလားအလာမရှိပါဘူးအဲဒါကြောင့်မလို့ MS တွေရောအသင်းတွေရောအဆင်ပြေနိုင်မှုအတွက်အငှားချသွားခဲ့တာပါ Shabby Wednesday အသင်းမှာတော့ MS ကပုံမှန်ပွဲထွက်ကစားနေပြီးတော့ခြေစွမ်းပိုင်းလဲပုံမတူညီလာခဲ့ပါလေအခုလဲ MS ကကစားမဘောပထမဆုံးသွင်းကိုကိုသင်ယူသွားခဲ့လို့ယုံကြည်မှုပိုင်းလဲပို့ပြီးတော့တွတ်တက်လာစီမှာဖြစ်ပါလေ ် MS ရဲ့ရှက်ဖီတင်းကတော့ရာမတ်ရှော့ချခံထားရတဲ့ပြစ်ဒဏ်ကိုခံရပြီးချန်ပီယံရှစ်အမတ်စရာရဲ့အောက်ဆုံးမှာရာမတ်အနောက်လက္ခဏာပြနေပြီးတော့ရုန်းကန်နေကြရတာပါဒီနေ့အတင်ဆက်မကတော့လောက်ပါခင်ဗျာနောက်ဆုံးရအကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာ